ထားနိုင်ငံစာရာဘူရီခရိုင်ဆိုဟိုင်ခရိုင်ခွဲကပါဆက်မြစ်အတွင်းပိုက်တွေနဲ့ကံပြီးမွေးထားတဲ့တီလာဗျာငားတွေဟာမြေကြီးအစိတ်တင်မှုကြောင့်တေဆုံးကုန်တဲ့အတွက်ငားမွေးမြူရေလုပ်ငန်းရှင်တွေအနေနဲ့ပတ်နှစ်တန်းဖို့လောက်ဆုံးရှုံးနေတာခေရပါဗျ။မြေတွင် ကံပေါင်း35ခန်းကငားတွေထိခိုက်တေဆုံးခဲ့တာဖြစ်ပြီးဖျားမြအားဖြင့်ငားတန်ချိန်30လောက်တေဆုံးခဲ့တာဖြစ်ပါတယ်။ငါမွေးမြူရီသမားတွေဟာကံတွေအတွင်းအောက်ဆီဂျင်ပိုက်တွေတွေ့တန်းပိတ်လွတ်ခဲ့ပြီးမြေ မြင့်ညဉ့်ညမ်းမှုဟာအလွန်ဆိုးရတဲ့အတွက်ဘလုံးမမတက်နိုင်ပဲခုလိုကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတာပါငါးရီသေးဆုံးလာတဲ့အတွက်အရင်ကတကီလိုဘတ်80 90ရောင်းချရာကနေဘတ်50 60ထိဈေးလျှော့ရောင်းချနေခဲ့ရပါတယ်နှစ်ပေါင်း20 30ကလေးကအလုတ်ကန်ခဲ့တဲ့ငားမွေးမြူရေလုပ်ငန်းဟာခုနောက်ပိုင်းမကြာခဏဆိုသလိုမြေညဉ့်ညံအစိတ်တက်မှုကြောင့်မွေးမြူရေတီလာဗီယာငားတွေတည်ဆုံးနေပေမဲ့ဒေသဆိုင်ရာအဖွဲ့အစည်းတွေက ကူညီမပေးမှုအပေါ်ကိုလည်းဝေဖန်ပြောဆိုနေကြပါသည်